ဒီဓမ္မအလှကြတဲ့မင်္ဂလာကနိဗ္ဗာန်သစ္စိကရိယာစနိဗ္ဗာန်သစ္စိကရိယာစနိဗ္ဗာန်ကိုမျက်မှောက်ပြုရခြင်းသည်လီဥတ္တမမြတ်သောမင်္ဂလာမင်္ဂလာမြည်ဤလို့ဒီလိုမင်္ဂလာလုံးမှလာတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်ဆိုတဲ့စကားလုံးလေးအဲ့ဒီမျက်မှောက်ဆိုတဲ့စကားလုံးလေးမြန်မာစကားလုံးလေးက နည်းနည်းလေးသွားရှုပ်နိဗ္ဗာန်သစ္စကရိယာစာပါဠိကိုတို့တိုက်ရိုက်ပြန်နိဗ္ဗာန်ကနိဗ္ဗာန်ပေါ့သစ္စကမျက်မှောက်ကရိယာကပြုခြင်းလို့ဒီလိုတိုက်ရိုက်ထွက်မျက်မှောက်ပြုတယ်ဆိုတဲ့နေရာမှာအဲ့ဒီမှောက်ကနှစ်မျိုးရှိ ပါဠိမြန်မာမှာပေါ့နော်တချို့ကမျက်စိမှောက်တယ်လို့ပြောတာရှိတယ်နော် မျက်စိမောက်တယ်ဆိုတော့မှားတာဗျာအမြင်မှားတာဒီမောက်ကအဲ့ဒီအမောက်မဟုတ်နော်မျက်မှောက်မျက်မှောက်ကလာတာမျက်မှောက်မျက်မှောက်ဆိုတော့ထမ်းမှောက်ရှေ့တော်မှောက်ရှေ့တော်ဘယင်နေသုံးတဲ့နေရာပေါ့ဘယင်ရှေ့တော်မှောက်ခေါ်တာလေရှေ့တော်မှောက်မှောက်ဆိုတော့အဲ့ဒီရှေ့ရှေ့တဲ့ရှေ့ရှုအရာကိုရှေ့တော်မှောက်လို့ခေါ်တာပေါ့ဘယင်မျက်စိနဲ့ကြည့်လို့မြင်ရတဲ့နေရာကိုပြောတာအဲ့ဒါကိုမျက်ရှိတော်မျက်စိမျက်စိနဲ့ကြည့်လို့မြင်ရတဲ့နေရာကိုရောက်တာကိုမျက်မျက်တော်မှောက် ရှင်ရှင်မင်းကြီးဤမြတ်တော်မောက်ရောက်ပါပြီဖျားဆိုရင်အောက်ကမကြီးကဟိုရှောက်ရတာလေငါတို့အဲ့ဒီမြတ်မောက်ကအဲ့ဒီကလာတယ်မြတ်မောက်နိဗ္ဗာန်ကိုမြတ်မောက်ပြုတယ်အဲ့ဒီမှာနိဗ္ဗာန်ကိုမြတ်မောက်ပြုတယ်ဒါဒီမှာတော့ဒီလိုသုံးထားတာပေါ့နော်အရက်မှလည်းပဲအမျိုးမျိုးသုံးတယ်နိဗ္ဗာန်ကိုရရပါလို့ဤနိဗ္ဗာန်ကိုရောက်ရပါလို့ဤနိဗ္ဗာန်ကိုဝန်ဆောင်ရပါလို့ဤဒါမြန်မာလင်္ကာတွေနဲ့မြန်မာစကား အမျိုးမျိုးပြောကြတဲ့အဲ့အတွက်အနိဗ္ဗာန်ကတခါတည်းပျောက်သွားပြီလေနိဗ္ဗာန်ကဘာပြောမှဘာပြောမှမသိဖြစ်သွားအဲ့ဒါစာနဲ့ပေနဲ့လက်တိုက်လို့မရတော့ဘူးမြန်မာစကားတွေကလိုက်မေးလို့ရှိရင်လည်းပြောရမှာကကဲကဲပဲဆိုကြတယ်အဲ့တော့အစင်းသားကြည့်လိုက်တော့နိဗ္ဗာန်ကိုရရပါလို့ဤလူဆူတောင်းတာကိုထောက်ရင်နိဗ္ဗာန်ဒီရစရာပစ္စည်းတစ်ခုဖြစ်သွားပြီလားနော်သတ္တရာနိယအဲ့ရစရာပစ္စည်းမဟုတ်ဘူးနိဗ္ဗာန်ကနော် တော့ကနိဗ္ဗာန်ကိုနိဗ္ဗာန်ကို ရောက်ရပါလို့ဤဆိုရင်လည်းရောက်ရမယ့်နေရာဖြစ်သွားတယ်သူကနိဗ္ဗာန်ကနော်နိဗ္ဗာန်ကိုဝန်ဆံရပါဤဆိုရင်နိဗ္ဗာန်ကနေထိုင်စရာအဆောက်အဦတစ်ခုဘုံဝိမာန်တစ်ခုဖြစ်သွားတယ်တွေ့လားအဲအဲ့ဒီနောက်ကကရိယာတွေအဲ့ဒီလိုအမျိုးမျိုးသုံးကြရာကနေပြီးတော့အနိဗ္ဗာန်ကဘလို့ဟာတော့ဆိုတာစဉ်းစားရတယ်နိဗ္ဗာန်ဆိုတာယူလို့ရလို့ပြည့်စည်လားသွားလို့ရောက်နိုင်တဲ့နေရာလားသို့မဟုတ်နေလို့ထိုင်လို့ရတဲ့အဆောက်အဦလား ဘုံမိမ့်မှန်လာအဲ့ဒီလိုမေးခွန်းနေတက်လာတဲ့ခါကျတော့နိဗ္ဗာန်ပြောက်သွားနိဗ္ဗာန်ဘာပြောမှမသိဖြစ်သွားအဲဆရာတော်ကြီးတွေလည်းရှင်းတော့ရှင်းတာပဲရှင်းပြမှလို့လူအများစုတော့မသိတော့ဘူးเนาะအဲ့တော့ဒီကနေ့အဲ့ဒီနိဗ္ဗာန်ဆိုတဲ့စကားလုံးလေးကိုအဲ့ဒီနည်းနည်းလေးပြန်ကြည့်ရအောင်နိဗ္ဗာန်ဘာကြောင့်အဲ့ဒီလိုရှုပ်နေတာတော့ဆိုတာကိုငါတို့ဒါသာသမာဘောသာသုဓမ္မဆိုတာငါတို့အစင်တော့ဘောနော်နိဗ္ဗာန်ကနိနဲ့ဘာနဲ့ နှလုံးတွဲထားတာနိဗ္ဗာန်နိဗ္ဗာန်ခြေတော်ကတော့ဗကကိတုံကတော့နေရပံလို့သုံးတာရှိတယ်သူကတက္ကတစကလုံးကယူတာနေရပံဆိုရှိတော့ရှိပါသေးတယ်ကိုလည်းတချို့ဖျားပွဲတွေရှိတယ်နေရပံနေရပံအဲ့ဒီမှာဘံမှာသူဘုံကြီးတွေသိနေရတယ်သိညိုကြံလို့ခေါ်တယ်ဗေဒမထသင်္ကဟာကျမ်းကဘံကိုသူကတဏှာကိုအရာကောက်ဏိကကင်းတယ်လို့ကောက်တယ် နှလုံးပေါင်းလိုက်တဲ့အခါကျတော့နိဗ္ဗာန်ဆိုတာတဏှာကင်းတာအလိုရောက်တာအဲဒီလိုယူတော့ဘူးတခါဘာသေချာစဉ်းစားတဲ့အခါကျတော့ဒီလိုဆိုရင်တဏှာကင်းတာကနိဗ္ဗာန်လားလို့မေးဝန်းတက်လိုက်လို့ရှိရင်အဲကျတော့ဟုတ်ပါတယ်လို့ပြောလို့မရပြန်နော်ဒါဒါဒါတွေကဟိုဟိုပြိဓမာမကတာဝတ္တုဆိုတာရှိတယ်အဲ့ဒီကြံဖတ်ဖို့မှရမှာ တဏမရှိတာကိုနိဗ္ဗာန်လားတဏကင်းတာနိဗ္ဗာန်လားတဏကုန်တာနိဗ္ဗာန်လားလို့မေးလို့ရှိရဲ့တဏကင်းတယ်ဆိုတာကဘယ်မှာကင်းတာရောလို့တခါပြန်ကြည့်တော့သူကစာပေကအရာတမဉဏ်ရရင်တဏကုန်တာပေါ့အဲ့လို့ဆိုရင်အဲ့ဒီအရာတမဉဏ်ကနိဗ္ဗာန်လားလို့တခါထပ်မေးတဲ့ခါကျတော့လေအရာတမဉဏ်ကနိဗ္ဗာန်မဟုတ်ဘူးအရာတမဉဏ်ကအရာတမဉဏ်ဉာဏ်ဆိုတာစေတသိက်ပေါ့နော်တို့တင်ညာဆိုတဲ့စေတသိက်ဆိုတော့နန္တရားလေ နိဗ္ဗာန်ကယုံနာမရှိတာကိုပြောတာကိုအဲ့တော့အရတ္တမဲ့အရတ္တဖို့ကလည်းနိဗ္ဗာန်မဟုတ်ဘူးနိဗ္ဗာန်ကုံကြောင်လို့ဘာသာပြန်တယ်နိဗ္ဗာန်ကုံရာလို့လည်းဘာသာပြန်တယ်ဒါဘာလို့အဲ့လိုဖြစ်နေရတာတော့ဆိုအဲ့ဒီနိဗ္ဗာန်ဆိုတာဟာကြီးကမပေါ်လို့အမျိုးမျိုးပေါ်ကြည့်နေတာဟိုလိုဟိုလိုပြောလိုက်ရင်ပေါ်မလားဒီလိုပြောလိုက်ရင်ပေါ်မလားဆိုပြီးတော့နိဗ္ဗာန်ရောက်ကြောင်လို့ပြောပြရင်လည်းခေါင်းကအရတ္တမဲ့ညာနဲ့သွားပြီးတော့ရောပြရင်အဲ့တော့နိဗ္ဗာန်ကုံရာနိဗ္ဗာန်ကင်းရာ အဲ့ဒီလိုနိဗ္ဗာန်ဟာကိလေသာကုန်ရာကိလေသာကိုနိဗ္ဗာန်မှာအဲ့ဒီဘာမှာကိလေသာကိုသွားယူလိုက်တဲ့အတွက်နိဗ္ဗာန်ကအဲ့ဒီလိုမြန်မာနိုင်ငံမှာတရားပြဒနာဖြစ်ရှင်းလို့ကောင်းကောင်းနဲ့မရဘူးနားလည်အောင်ပြောလို့မရအောင်အဲ့တော့အဲ့ဒီနိဗ္ဗာန်မှာပါတဲ့ဘန်ဆိုတဲ့စကားလုံးကိုတက္ကဋစကားလုံးမှာကြတော့ဘန်ဆိုတာကဘာကိုပြောတာတော့ဆိုလို့ရှိရင်မိတော်ကြီးတောက်နေတာ လှုပ်ရှားနေတာလေပတ်နေတာကြီးကိုဘန်လို့ခေါ်တယ်သူကအဲ့ဒီစကလုံးကပိုကောင်းတယ်မိတော်ကြီးတောက်နေတယ်ဆိုရင်ဒါဘန်ပဲမရှိရနှိထက်လိုက်လို့ရှိရင်အဲ့ဒီမိတော်ကြီးငြိမ်းသွားဆက်ကြီးလဲနေတယ်ဆိုရင်ဘန်ပဲအဲ့ဒီဆက်ကြီးခလုံးတိုက်ပြီးရပ်ပါလိုက်ရင်ငြိမ်းသွားအဲ့ဒီလိုပစ္စည်းတစ်ခုလှုပ်ရှားနေတဲ့အရာတစ်ခုလေပတ်နေတဲ့အရာတစ်ခုတောက်လောင်နေတဲ့အရာတစ်ခုကြီးငြိမ်းသွားတာကိုနိဗ္ဗာန်ဘာတို့အဲ့လိုပြန်လဲအဲ့ဒါကမှကောင်း နော်အဲ့ဒါကကောင်းတာအဲ့ဒီတော့နိဗ္ဗာန်ဆိုတာဘာလဲလို့ကြည်လိုက်လို့ရှိရင်ခုနကတဏှာနဲ့သွားရှင်းတာကဟုတ်တော့ဟုတ်ပါတယ်သူလည်းမှန်တော့မှန်တယ်မှန်မိမလို့ဟိုလူနာလဲအောင်ရှင်းလို့မရအခုဟာအခုဒီတက္ကတာကနေယူရှင်းလိုက်မှတက္ကတာမှာကျတော့နိဗ္ဗာန်ကိုပုတ်တော့လို့အင်္ဂလိပ်လိုဘာသာပြန်တာပဲပုတ်တော့ဆိုတာငြိမ်းသွားတာပဲနော်ငြိမ်းသွားတာပါဠိမှာလည်းရှိတော့ရှိတယ်ဘုန်းကြီးတွေကအတော့နေလို့နိဗ္ဗုတ္တိ ဟိုနိဗ္ဗာန်မှာကဘာတစ်ချက်နှလုံးရေးချာတတ်ပြီးတော့နားငယ်နေနိဗ္ဗာန်ကြတော့ဟိုဘာဟိုနိဗ္ဗာန်တဏှာသွားកောက်ပြီးတော့နိဗ္ဗုတ္တိကြတော့កောက်လို့မရနိဗ္ဗုတ္တိရလည်းအဲ့အတူတူပဲတကလုံးကဘာတစ်ချက်နှလုံးကိုတချောင်းငင်နဲ့တာဝန်မှုလုံးကြီးတင်နဲ့နိဗ္ဗုတ္တိဆိုငြိမ့်တယ်လို့ဘာသာပြန်လို့လားအဲ့ဒါကြောင့်ငြိမ့်သွားတာငြိမ့်သွားတာကအဲ့ဒါငြိမ့်တာကိုနိဗ္ဗာန်ပဲအဲ့တော့နိဗ္ဗာန်ကငြိမ့်သွားတာနိဗ္ဗာန်ဘာငြိမ့်သွားတာခုနပြောသလိုမိတော့ကြီးငြိမ့်သွားတာလက်ပတ်နေတဲ့ဆက်ကြီးရက်သွားတာ လှုပ်ရှားနေတဲ့အရာကြီးငြိမ့်သွားတာကိုဒါငြိမ့်သွားတယ်အခုစစ်ပွဲကြီးတွေဖြစ်နေတယ်စစ်ပွဲကြီးပြီးသွားပြီငြိမ့်သွားပြီတယ်ဆိုရင်ဒါစစ်ပွဲကြီးမရှိတော့ဘူးလေနော်စစ်ပွဲကြီးမရှိတော့ဘူးဒါငြိမ့်သွားပြီပေါ့ကိုဗစ်ပိုးကြီးဖြစ်နေတယ်အခုကိုဗစ်ပိုးကြီးမရှိတော့ဘူးတယ်ငြိမ့်သွားပြီပေါ့အဲအဲ့ဒီလိုငြိမ့်မျိုးမှ နေပါအဲ့ဒီလိုငြိမ်းတာကြတော့ကံပြခုနလိုပြောသလိုကံယူလို့ရလားလို့သူကလူလို့မရဘူးနော်ရောက်စရာနေရာလည်းမဟုတ်ဘူး နေထိုင်စရာဆိုဘူးလည်းမဟုတ်ဘူးလေသူငြိမ့်သွားတာပဲရှိအဲ့တော့နိဗ္ဗာန်ဆိုတာဟာအခုမင်းတို့ငါတို့မှာကဘဝရဘဝရတော့ဘဝရတယ်ဆိုတာဘာလို့ဆိုတော့ခန္ဓာကိုယ်ကြီးရတာယုံနဲ့နံကြီးရတယ်ဖြစ်နေတာလေအဲ့ဒီယုံနဲ့နံကြီးဖြစ်နေတာကဒါဖြစ်နေတာကြီးအဲ့ဒီဖြစ်နေတာကြီးငြိမ့်သွားအဲ့ဒါကြီးရပါလားယုံလည်းမရှိတော့နံလည်းမရှိတော့တခါလည်းငြိမ့်သွားအဲ့ဒါနိဗ္ဗာန်ပဲအဲ့အဲ့ဒီလိုရှင်းလိုက်တော့မှပေါ်လာတယ်ဒီပဲဒီပဲလို့ပေါ်လာ အဲ့ဒါကြောင့်ရှေးရဆရာတော်ကြီးတွေပြောပါတယ်နိဗ္ဗာန်ကိုထင်ရှားအောင်ဥပမာပေးတာကတော့ခုနကငါပြောတဲ့မိတော်ကြီးလည်းဥပမာပေးပါတယ်မိတော်ကြီးတောက်နေတယ်ဆိုရင်ဒါမိတော်တောက်နေတယ်ဆိုရင်ငါတို့ဘဝကြီးရလားခန္ဓာကြီးရနေတာမိတော်တောက်တာပဲမှန်ကတော့အဲ့ဒီဘဝကြီးငြိမ်းသွားတာနောက်တော့ဘဝမရှိတော့ဘူးသေပြီးဘဝမှမရှိတော့ဘူးယူလည်းမရှိတော့နာလည်းမရှိတော့ပြီးသွားပြီလေဒါ तू ပြီးသွား तू တာဝန်ပြီးသွားပြီမရှိတော့အဲ့ဒါကိုငြိမ်းတယ်လို့ခေါ်တယ်တဲ့ မိတော်ကြီးတောက်နေတုန်းကတော့မိတော်ကြီးတောက်နေတယ်မြင်နေရတယ်မျက်စိနဲ့ကြည့်ရင်လည်းမြင်ရတယ်လက်နဲ့ကမ်းကြည့်မယ်ဆိုရင်လည်းပူတာမြင်ရတယ်လေတွေ့ထိတွေ့ထိတွေ့လို့ရတယ်မိတော်ကြီးကသို့သောကမိတော်ကြီးငြိမ်းသွားပြီဆိုတော့မျက်စိနဲ့ကြည့်လို့လည်းမမြင်ရတော့ဘူးလက်နဲ့ကမ်းလို့လည်းမရတော့ဘူးအဲဒီမိတော်ငြိမ်းတာနဲ့တူတယ်ဒီလိုလည်းပဲအိမ့်ပဲပြနောက်ယောဂဖြစ်နေတယ်ဆင်းရဲနေတာပေါ့ယောဂကြီးဖြစ်နေတယ်ဆင်းရဲတယ်အဲ့ဒီယောဂကြီးပျောက်သွားပြီဆိုရင်ငါချမ်းသာတယ်လို့ပေါ်တယ် ဒါပေမဲ့လူချမ်းသာပဲလို့အဲ့ဒီကြောက်သွားတာကြီးကဘလို့အားလုံးမေးလို့ပြောလို့မရသူအရာဝတ္ထုမှမရှိတာဖြစ်နေတာကြီးရသွားတာလေဖြစ်နေတဲ့ယောဂကြီးရသွားတာပျောက်သွားတာကိုဖြစ်တဲ့အတွက်ဘာမှပြောလို့မရအရာဝတ္ထုလည်းမရှိဘူးတရားလည်းမရှိဘူးဘလို့နေပါတယ်ပြောလို့လည်းမရအောင်အဲ့တော့နိဗ္ဗာန်ကလည်းအဲ့လိုဖြစ်နေတယ်နိဗ္ဗာန်ချမ်းသာတယ်လို့ဘုန်းကြီးကပြောတော့ခဲ့နေတော့နိဗ္ဗာန်ကိုချမ်းသာတယ်ဆိုတော့ဘလို့ချမ်းသာတာလဲဆိုတော့လူတွေကမသိတော့နားမလဲတော့ လူတွေသိတဲ့မင်းတို့ငါတို့ပုထုဇဉ်တွေသိတဲ့ချမ်းသာကတစ်မျိုးနိဗ္ဗာန်ချမ်းသာကတစ်မျိုးကိုချမ်းသာပုံရင်းမတူတာခုနကယောဂဖြစ်တာနဲ့တူတယ်ယောဂဖြစ်နေတာဆင်းရဲတာကြောင့်လူတိုင်းသိတယ်လေယောဂပြောက်သွားရင်ချမ်းသာကြောင့်ဘယ်လိုနေတော့မေးတော့ကဘယ်သူမှမပြောတာဘူးဘယ်လိုနေလို့ပြောမလို့မရနော်ပြောလို့မရအဲအဲ့ဒီလူဟာမျိုးနိဗ္ဗာန်လို့ခေါ်တာအဲ့တော့နိဗ္ဗာန်ဟာဟိုစာနဲ့ပေးနေစာတိပေးလိုက်ကြည့်ပြန်ရင်လည်းစာတိအမျိုးမျိုးဖွင့်တာဖွင့်တဲ့အခါကျတော့ အဲ့ဒီအဖုံးတွေလိုက်ကြည့်ရင်းနဲ့ရှုပ်သွားပြီးတော့ရှားမရတော့ဘူးဟုတ်ရှားမရတော့နေရောရှားမရဘူးအဲ့လိုဖြစ်နေတယ်အဲ့တော့နိဗ္ဗာန်ဆိုတာကအဲ့တော့တစ္ဆိကရိယာမျက်မှောက်လို့သူကခုဒီမှာလည်းပဲနိဗ္ဗာန်မှာတော့မျက်မှောက်ပြုတယ်လို့ပြောတာပေါ့မျက်မှောက်ပြုလို့ဆိုမြင်ရမှာပါလို့ဟုတ်လားမမြင်မြင်တရားမဟုတ်ဘူးမမြင်ရဘူးဉာဏ်နဲ့အာယုံပြုမှရတာတဲ့သူအဲ့လိုစာကအဲ့လိုဖွင့်တာပေါ့အဲ့ဒီဉာဏ်ကလည်းရိုးရိုးဉာဏ်နဲ့မရဘူးတဲ့အရဟတမဉာဏ်အမြင့်ဆုံးဖြစ်တဲ့လောကုတ္တရာဉာဏ်နဲ့မှ မြင်တယ်လို့သွားဒီလိုပြောတာကိုအဲ့တော့ညံနဲ့ကြည့်ပြီးတော့ယူရတာပေါ့အဲ့တော့ငမင်းတို့ငါတို့ဟိုမှန်းဆလို့ရအောင်ပြောရရင်တော့ဟိုလူသေးပြီးလို့ရှိရင်နောက်ထပ်ဘဝတစ်ခုမရတော့တာပါပဲရုပ်ရုပ်တဏ္ဍာနေလည်းမရှိတော့ဘာဘဝမှမရတော့သူမှဘာမှမဖြစ်တော့ဘူးအလူလည်းမဖြစ်ဘူးနာလည်းမဖြစ်ဘူးဒိဋ္ဌာလည်းမဖြစ်ဘူးဘာမှကိုမဖြစ်တော့ဘူးရက်အဲ့ဒါအဲ့ဒါကိုပြောတာအဲ့ဒီလိုပြောလိုက်တဲ့အခါကျတော့နိဗ္ဗာန်ကအဲ့ဒီလိုယူလိုက်တဲ့အခါကျတော့ တခါဘာနဲ့တခါသွားပြီးတော့ညှိပြန်တော့ဆိုတော့ဥစ္စေတဒိဋ္ဌိနဲ့သွားညှိတယ်ဒိဋ္ဌိတည်းရဲ့အယူဆမှာလူသေးပြင်ပြတ်တယ်ဆိုတဲ့ယူဆရှိတယ်လေအဲ့ဒီကောင်နဲ့ပြတ်တယ်အဲ့ဒီကောင်နဲ့တခါသွားညှိတယ်အဲ့တော့မြန်မာနိုင်ငံမှာရှုပ်နေတာကအဲ့ဒါကြီးနဲ့ညှိမှာဆိုတဲ့အတွက်ဘုန်းကြီးတွေကလွှဲလွှဲပြောနေကြတယ်လွှဲလွှဲပြီးတော့တရားတွေဟောနေကြဆွဲလွှဲပြီးတော့စာရည်ရေးနေကြတဲ့ခါကျတော့နိဗ္ဗာန်ကပေါ်အောင်ပြောလို့မရတော့အဲ့အဲ့လိုပေါ်အောင်ပြောလို့မရတော့ဒါနိဗ္ဗာန်ကဒါကိုရှိကြတဲ့အဲ့လိုပဲ နိဗ္ဗာန်ရဲ့အကြောင်းအရာတွေပြောမြင်လို့ကတော့ဘယ်လိုမှကုံမကုံဘူးဘယ်သူမှလည်းမနိုင်ဘူးမနိုင်မြင်လို့ကဘယ်သူမှမနိုင်ဘူးသူကအမျိုးမျိုးဖြစ်နေတာကိုဟောဒါဒါအဲကြောင့်ဆရာတော်ကြီးတွေကပြောတယ်နိဗ္ဗာန်ဆိုတာတဲ့ပြောရမယ့်အရာလည်းမဟုတ်ပါဘူးညင်ရခုံရလည်းမရဘူးတဲ့သိအောင်မြင်အောင်သိအောင်ကိုယ့်အကူကြိုးစားယူရတာပါတဲ့သူတော်ကပြောလို့မရပါဘူးသူတော်ကပြန်ပြောပြလို့မရဘူးနော်အဲခုနကအကောင်းဆုံးဥပမာကခုနကယောဂပြောက်တဲ့ဥပမာကအကောင်းဆုံးပါပဲ။ ယောဂပြောတာကြီးဘယ်လိုနေတော့မေးလို့ချင်းဒီဘက်ကဘာမှပြောလို့မရဘူးအဲမေးရမင်းသိရင်တော့မေးရမင်းယောဂဖြစ်ပြီမေးရမင်းပြောက်ကြည့်လို့ပြောဖို့ရှိတယ်ကိုယ်ကယောဂဖြစ်ပြီကိုယ်ကပြောက်ကြည့်လို့ချင်းယောဂပြောတာဘယ်လိုနေတော့ကိုယ်မှသိမှာလေသူများပြောလို့မရအဲနိဗ္ဗာန်ပါပဲအဲဒါကနေတာနိဗ္ဗာန်တသစီကရိယာသာနိဗ္ဗာန်ကိုမြင်မောက်ပြောခြင်းတည်းလီမင်္ဂလာမင်္ဂလာမြည်ဤဒါမင်္ဂလာတော့38ပါးထဲမှာပုံတော့မှာပုံပါပြီနောက်ထပ်ကြံတာကအဲ့ဒီနိဗ္ဗာန်ရဲ့အကျိုးကိုပြတဲ့မင်္ဂလာပဲကြံတော့ ောက်နှစ်ခုလောက်ဆိုကုန်သွားပြီเนาะဒါတို့မင်္ဂလာတော့အစအနေဟောလာခဲ့တာလေเนาะအဲဒါကန်ဒါလေးနဲ့ရည်သချအောင်ပြည့်စက်ွက်ကိုင်းပြီးတော့ live ဆို